ကန်တာရာဆိုတဲ့နာမည်ကိုတော့အားလုံးယင်းဒီ ကဲအားတာချက်တီရောအားနေချက်တီရောကျွန်တော်တို့ကြည့်ပြီးသွားပြီဆိုတော့နောက်ဆုံးအဆုံးဖြတ်ဒီကားကကြည့်တင်လားမကြည့်တင်ဘူးလားအတူချုပ်ပြောရင်ဇလမိုင်းမှာအနေနဲ့အများအားနေချက်တွေရှိနိုင်ပေမယ့်ခန္ဓာရာ chapter 1ကပေးတဲ့ရုပ်ရှင်အတွေ့အကြုံကတော့တကယ့်ကိုအစွမ်းချက်တယ်တကယ့်ကို powerful ဖြစ်တယ်ကြည့်ရှုသူကိုဖန်ဆားနိုင်တဲ့မြင်မြင်တဲ့ခံစားမှုမျိုးကိုအပြည့်အဝပေးစွမ်းနိုင်တဲ့လက်ရာတစ်ခုပါဒါဆိုဂလိုလိုတွေအတွက်ဒီကားကအထူးသဖြင့်ချီးကပ်လဲဆိုတော့တက်က ခင်းထားတဲ့ဇက်ကွင်းရဲချက်တွေ visual အလန်းစားတွေကိုကြိုက်တတ်သူလေးနှစ်ကတော့ရင်ကျဲမှုဒန်ဒါရီဇလန့်တွေကိုစိတ်ဝင်စားတဲ့သူလေးပေါ့နောက်ပြီးတော့ကြမ်းကြမ်းတမ်းတမ်း action ခန်းတွေကိုသဘောကျတယ်ဆိုရင်တော့ခင်းထားတာ chapter 1ကလုံးဝလက်လွတ်မခံတဲ့လက်ရွေးချင်မှုတစ်ခုဖြစ်ပါလိမ့်မယ်ဒီတင်ဆက်မှုကိုရုပ်ရှင်တစ်ခုလုံးရဲ့အဓိက message လက်ဖြစ်တဲ့မေကုံးလေးတစ်ခုနဲ့အဆုံးသတ်ချင်ပါတယ်တဘာဝတရားကိုတကယ်တမ်းပိုင်ဆိုင်တာဘယ်သူလဲ ဒါကရုပ်ရှင်ကြီးပြီးသွားတဲ့အချိန်မှတောင်အတွေ့အထိမှာဆွေးကျင်နေတဲ့မိကုံးတစ်ခုပါပဲ။